ရက်စင်ရိုက်တဲ့အချိန်မှာဆင်းပြီးပါအဲ့ဒါမှဆင်းတဆင်းကျွန်တော်မမေ့ရသူကကျွန်တော်အဲ့ဘတ်စကားပေါ်မှာရိုက်တဲ့ဆင်းလာမလို့အဲ့သူကကျွန်တော်ကကော်မလီတယောက်နဲ့အဲ့ကျွန်တော်ကအက်တာနဲ့ပေါ့နော်အနှစ်ယောက်ကြည့်နေသူကနောက်ကနေကျွန်တော်တို့ကိုကြည့်နေအဲ့ကျွန်တော်သူ့ကိုလှလှန်ကြည့်ရတဲ့ဆင်းအဲ့ဆင်းမှာနှစ်ယောက်သားမျိုးလုံးချင်းစုံလို့မရဘူးထထကြီးတာပေါ့နော်အဲ့ဆင်းကတော့အကြာကြီးပဲပြီးတော့သူဘတ်စကားနဲ့ရိုက်တယ်ဆိုဘတ်စကားလည်းတကယ်မောင်းနေတာတကယ်မောင်းနေဆိုအဲ့ဒါထောက်ချောက်ကြီးပတ်ကကျွန်တော်တို့ကအဲ့ဒါမရဘူးသူ့ကိုကြည့်လိုက်ရည်တယ်သူကလည်းရည်လိုက်ကျွန်တော်ကရည်လိုက်နေအဲ့ဆင်းတော်တော်လေးကြာကြာလေးရိုက်လိုက်ရတာပေါ့အဲ့ဒါမှမမရဘူး က်ရတော့ဗောနော်သူကအားတော်တော့အဲ့လိုမျိုးပြီးတော့ဒါမဲ့သူနဲ့အဆင်ပြေပါတယ်ရိုက်တဲ့အချိန်မှာလည်းဟိုခင်နေတဲ့သူတွေဆိုတော့ဟိုအလုံးလုံးကလည်းအဆင်ပြေတယ်ကိုလုံးချင်တဲ့အရာလေးလည်းသူပြောလို့ရတယ်သူလုံးချင်တဲ့အရာလေးလည်းပြောတော့ညှိနှိုင်းနိုင်တဲ့အလုံးလုံးကတော့အဆင်ပြေတာပေါ့အနည်းအလုံးကခင်နေတဲ့သူဆိုတော့ခုနပြောလို့ပဲညှိနှိုင်းနိုင်တဲ့အဲ့လို့လုပ်ရဆိုတော့အဆင်ပြေပါတယ်ဟိုသူလုံးချင်တဲ့ရာလေးလဲကျွန်တော်ပြောပြတယ်ဒူဒူလေးလုပ်မယ်အဲကျွန်တော်လည်းအေးအဲ့ဒါဆိုရင်ကျွန်တော်လည်းဒူဒူလေးလုပ်လိုက်ရင်ကောင်းမယ်ထင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ဟိုတန်တန်ပြင်ပြင်နဲ့လုပ်ဖြစ်ပါတယ် ်အာတော့ဒါတော့တယ်တော့ဒါတော့တယ်ဟိုကိုတော့ဟိုကျွန်တော်အဲ့လိုသူနဲ့ရေကပြောဖို့ကောင်းပါတယ်ဟိုကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုဟာသညံနေပူထွက်လာတယ်လို့ထင်ရတယ်သူပြန်စားရင်စားရတယ်လေအဲ့လိုပြောဆိုတော့သူကလည်းစားကိုလည်းစားဆိုတော့အဲ့လိုတော့ပြောဖို့ကောင်းပါ အဲဒီ36ကကျွန်တော်ထင်တာတော့ဒီနွေရာသီမှာဖြစ်တဲ့ဇလန်းတပုတ်ပေါ့နော်36လမ်းမှာဖြစ်တဲ့ဇလန်းလေးကိုအခြေခံပြီးတော့ပေးထားတယ်လို့ထင်ပါတယ် My teacher is beautiful uh she is more beautiful and after she drink beer ဟိုကျွန်တော်တို့ဒီမဟာဘက်ကနေပြီးတော့ဒီဇလန်းလေးရိုက်ဖို့ရှိရပေါ့ဆိုပြီးတော့ကျွန်တော် ဆင်ညွန်လေးပို့လာတဲ့အချိန်မှာဖတ်ကြည့်လိုက်တဲ့အချိန်မှာပိုရန်လည်းသဘောကျတယ်ဟို character လေးလည်းဟိုတခါမှမလုပ်ဘူးသူရဲ့ character လေးလည်းဖြစ်တယ်ပြီးတော့တချင်းနဲ့တချင်းနေနဲ့ပတ်သက်တဲ့ character လေးတခုဆိုတော့ကျွန်တော်လှုပ်ရှင်တဲ့ဆန္ဒရှိရနိုင်ရိုက်ကူးဖြစ်တာပေါ့ Be on the road Be on the road You have my the road အဲကျွန်တော် character နာမည်ကဇော်ထက်အောင်ပေါ့နော်အဲအဲဇော်ထက်အောင် character ကကျတော့ဒီသူက တချင်း series ထုတ်ဘူးတယ်ဒါပေမဲ့မအောင်မြင်ဘူးเนาะအောင်မြင်မှုကြိုးစားနေတာအဆိုတော့တယောက်ပေါ့အဲ့ရနေမှာသူသူ့အမရဲ့36လမ်းဆံပြုတ်ဆိုင်မှာကုလုပ်ပေးနေတဲ့ကောင်လေးတယောက်ပေါ့အဲ့လိုပုံစံမျိုးလို့လမ်းထိတ်တိုက်ကငါးလွာကိုပို့ပေးအဲ့ရဖွားကြီးရတယ်အောင်မစင်းနိုင်လို့ငါ့ကိုဖုန်းဆက်မှာလို့ရော့ဟုတ်ကဲ့ဟုတ်ကဲ့ဆက်ဆောင်ဖို့လေသွားစမ်းပါပြီးတော့အဲ့ဒီခန်းကလည်းလေနင်းနဲ့ညဘက်ဆိုဘီယာလာတောက်တဲ့ကောင်မလေးရဲ့အခန်းပဲရော့ ဟုတ်တယ်ဟိုသူနဲ့ကျတော့ဒီမှာကအဲသူကကျတော့36လမ်းမှာနေတဲ့အဲအဲ့လိုအကြောင်းအဲကလေးကိုစာသင်တယ်အင်္ဂလိပ်စာဆရာမှာပေါ့နော်။အဲ့လိုပုံစံမျိုးလေးဆိုတော့သူနဲ့ကတော့ဒီမှာအတွေ့အလိများတော့ပေါ့။ဟိုမိမအင်္ဂလိပ်စာဆရာမှာလေကျွန်တော်အင်္ဂလိပ်စာသင်တယ်။ဟဲ့ကြာသားမို့လို့ဒီမှာလေဟိုတိကျပြီးတော့သင်ပေးနော်ဒီ you ကိုသူနဲ့ဟိုဆုံးမှုပါတယ်ဟိုကျွန်တော်တို့ဟိုအပြင်မှာလည်းဆုံကြတယ်ပြီးတော့ပွဲတွေမှာလည်းဆုံမှုပါတယ် ဟုတ်တယ်ကျွန်တော်တို့တကားလုံးနည်းနည်းကတကယ်ဒီတိုက်ခန်းဆင်းနေဆိုလို့ရှိရင်36လမ်းတိုက်ခန်းမှာကိုကျွန်တော်တို့ရောင်းရိုက်ထားတာပေါ့နော်ကျွန်တော်ဒရိုက်တာကသူကဟိုတခြားတိုက်ခန်းမှာသူတွားပြီးရိုက်လို့ရတယ်ဒါပေမဲ့သူ36လမ်းမှုကိုသူလိုကျွန်တော်အဲ36လမ်းမှာရှိရတိုက်ခန်းကိုသူအများရအောင်မှားပြီးတော့အဲ့မှာပဲရိုက်တယ်ပြီးတော့ location တွေအကုန်လုံးကကျွန်တော်တို့ဒီဒီမျိုးတဲ့ဒီ full lit white မှာကျွန်တော်တို့ရိုက်ထားတာဆိုတော့အဲအဲ့ဒါလေးကတော့မှတ်မှတ်ရလေးဖြစ်တော့ဟာလေပြောဖို့မပြောချင်နော်အဲ့ဆိုင်အစမ်းမျိုးကိုပဲလေအင်းနဲ့တိတ်ကြိုက်တယ်လေ အပြုတ်ဘူးတအားကောင်းတယ်ကျွန်တော်တို့နိုင်စင်ရိုက်တဲ့အချိန်မှာလည်းအဲ့လိုပြုတ်ဘူးတအားကောင်းတယ်ကျွန်တော်တို့အဲသူ့အစင်းစတူဆိုရင်ကျွန်တော်စုလေလမ်းမကြီးမှာကျွန်တော်တို့လူတွေကားရှင်းနေတဲ့အချိန်မှာကျွန်တော်တို့အဲ့လိုအဲ့ပေါ်မှာတက်ရိုက်ကြတာပေါ့နော်အဲ့လိုဆိုတော့ပြုတ်ဘူးလည်းကောင်းတယ်ပြီးတော့အဲ့ဒီစုလေတဝိုင်းမှာဆိုတော့လေအဲ့နာက location လေးတွေနဲ့အဲ့လိုမျိုးရိုက်ကြတာဆိုတော့နည်းနည်းထူးထူးဆန်းလေးတော့ဖြစ်တာပေါ့ဟုတ်နင့်မှာကောင်းမှရှိတာ အကျွန်တော်သဘောကျတယ်ဗျအခုလိုဇလန်းလေးတွေလည်းအရင်သဘောကျတယ်ဇလန်းဖက်ကြည့်လိုက်တဲ့အချိန်တွေကလည်းအရင်သဘောကျတယ်ပြီးတော့ကျွန်တော်တို့ဒီရန်ကုန်မြို့ရဲ့ဒီဒီဆုလေတပွိုက်ကိုအဲ့မှာဖြစ်တဲ့ဇလန်းလေးကိုပုံပေါ်ထားတာဆိုတော့အာကြည့်ရတဲ့အချိန်မှာလည်းရတတမျိုးရမယ်လို့ထင်ပါတယ်ဟုတ်ကောမီဒီယာလို့ရှိရလေမရလေတစ်ချက်ကိုမရှိလားဟုတ်တယ်ဗျဟိုကျွန်တော်တခါမှမလုပ်ဘူးသေးတဲ့ character လေးလည်းဖြစ်တယ်ဇလန်းပုံစံအရာကလည်း အဲကျွန်တော်နည်းနည်းတဘာဝဆန်တယ်ကိုခံစားရတယ်ဟိုဒီတဘာဝတွေမှာကျွန်တော် ဖြစ်ပြက်နေတဲ့အဖြစ်ပြက်လေးတစ်ခုကိုသူတို့ပြန်ပြီးတော့ဇလန်လေးလုပ်ထားတာဆိုတော့ဟိုဇလန်ဖတ်တဲ့အချိန်မှလည်းသဘောကျတယ်ပြီးတော့ကိုလောမိုက်ကာရက်တာလေးကိုလည်းသဘောကျတယ်ပြီးတော့လက်ခံပြန်ပြီးဖြစ်တယ်အာပြီးတော့ကျွန်တော် romance drama လေးပေါ့နော် romance drama လေးကိုမှဒီတချင်းနေနဲ့လည်းပါမယ်ဆိုတော့ဟိုကြည့်ရတဲ့အချိန်မှာတော့အရက်တာလေးတမျိုးတော့ရမှာပါဟုတ် ပေါ့เนาะကျွန်တော်ဟိုအဲ့လိုသေးကားတွေပဲတောက်လျှောက်တွေ့နေတော့မရိုးတော့ဘူးလားပေါ့အဆင်ပြေပါတယ်ဟိုကျွန်တော်ကိုယ်တန်းလည်းအဲ့လိုမျိုးလေးတွေမရိုက်ဘူးသေးဘူးဆိုတော့ဟိုရိုက်ကူးတဲ့အချိန်မှာလည်းကိုယ်တန်းနဲ့သဘောကျပါတယ်ပြောအဲ့လိုတော့မဖြစ်ပါဘူးကျွန်တော်မတက်ရကျွန်တော်ချိန်လုံးခွီနေတာဆိုတော့လေခင်လဲခင်နေတဲ့သူတွေဆိုတော့ရိုက်ကူးတဲ့အချိန်မှာလည်းအဆင်ပြေပါရက်စင်းရိုက်တဲ့အချိန်မှာအဆင်ပြေပါအဲ့ဒါမှစင်းတဲ့စင်းကျွန်တော်မမေ့ရသူ့ရဲ့ကျွန်တော်အဲ့ဘတ်စကားပေါ်မှာရိုက်တဲ့စင်းလားမသိဘူး အဲသူကကျွန်တော်ကကော်မလီတယောက်နဲ့အဲကျွန်တော်ကအက်တာနဲ့ပေါ့နော်အနှစ်ယောက်ကြည့်နေသူကနောက်ကနေကျွန်တော်တို့ကိုကြည့်နေအဲကျွန်တော်သူ့ကိုလှလှန်းကြည့်ရတဲ့ဆင်းအဲဆင်းမှာနှစ်ယောက်သားမျိုးလုံးချင်းဆုံလို့မရဘူးထပ်ထရှိတာပေါ့နော်အဲဆင်းကတော့အကြာကြီးပဲပြီးတော့သူဘတ်စကားနဲ့ရိုက်တယ်ဆိုဘတ်စကားလည်းတကယ်မောင်းနေတာတကယ်မောင်းနေဆိုအဲ့ဒါထောက်ချောက်ကြီးပတ်ကားကျွန်တော်တို့ကအဲ့ဒါမရဘူးသူ့ကိုကြည့်လိုက်ရည်တယ်သူကလည်းရည်လိုက်ကျွန်တော်ကရည်လိုက်နေအဲဆင်းတော်တော်လေးကြာကြာလေးရိုက်လိုက်ရတာပေါ့အဲ့ဒါမှမရဘူး ့တော့အမိလိုက်ရတာပေါ့နော်သူကတအားတော်တော့အဲ့လိုမျိုးပြီးတော့ဒါပေမဲ့သူနဲ့အဆင်ပြေပါတယ်ရိုက်တဲ့အချိန်မှာလည်းဟိုခင်နေတဲ့သူတွေဆိုတော့ဟိုအလုပ်လုပ်ရလည်းအဆင်ပြေတယ်ကိုလုတ်ချင်တဲ့အရာလေးလည်းသူပြောလို့ရတယ်သူလုတ်ချင်တဲ့အရာလေးလည်းပြောတော့ညှိနှိုင်းနှိုင်းနဲ့အလုပ်လုပ်ရတယ်ဆိုတော့အဆင်ပြေတာပေါ့အမြဲတမ်းခင်နေတဲ့သူဆိုတော့ခုနပြောလို့ပဲညှိနှိုင်းနှိုင်းနဲ့အော်လုတ်တယ်ဆိုတော့အဆင်ပြေပါတယ်ဟိုသူလုတ်ချင်တဲ့အရာလေးလည်းကျွန်တော်ပြောပြတယ်ဒူဒူလေးလုတ်မယ်အဲကျွန်တော်လည်းအေးအဲ့ဒါဆိုရင်ကျွန်တော်လည်းဒူဒူလေးလုတ်လိုက်ရင်ကောင်းမယ်ထင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ဟိုတန်တန်ပြင်ပြင်နဲ့လုတ်ဖြစ်ပါတယ် အာတော့ဒါတော့တယ်တော့ဒါတော့တယ်ဟိုကိုရဟိုကျွန်တော်အဲ့လိုသူနဲ့ညီကပြောဖို့ကောင်းပါတယ်ဟိုကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုဟာသညံနေဘူးထွက်လာတယ်လို့ထင်ရတယ်သူပြန်စားရင်စားရတယ်လေအဲ့လိုပြောဆိုတော့သူကလည်းစားကိုလည်းစားဆိုတော့အဲ့လိုတော့ပြောဖို့ကောင်းပါဟုတ်တယ်ဗောဟိုကျွန်တော်တို့ပို့ဘဘာနဲ့အလုပ်လုပ်ရတဲ့အချိန်မှာလည်းဟိုပို့အဆင်ပြေတာဗောကျွန်တော်တို့အလုပ်ကကျတော့စိတ်ပို့ပို့ဘဘာဖြစ်နေမှာပဲပို့ပြီးတော့ဟိုအလုပ်လုပ်ရအဆင်ပြေတဲ့အလုပ်ဆိုတော့လေဟုတ် ပေါ့ကျွန်တော်အရှိအကားတွေမှာတော့အဲ့လိုဒါရိုမန့်ဆိုတဲ့အရာကြီးတော့တေးချာမရိုက်ဘူးပေါ့နော်ခေါင်းဆိုင်အောက်ကလည်းမရိုက်ဘူးအဲ့လိုမျိုးအဲအဲဟော်ရာမာမနည်းနည်းလေးရိုမန့်ခံလေးနည်းနည်းပါတဲ့ဟာမျိုးလိုအဲ့လိုပုံစံမျိုးလေးတော့ရှိတာပေါ့ဟုတ်တယ်ဟိုကျွန်တော်လည်းအဲအကြောင်းလည်းဒီဇာကားလေးကိုလက်ခံရိုက်ကူးဖြစ်တာပါပေါ့နော်ဟိုနောက်ပိုင်းနေလည်းလမ်းခိုင်းလည်းရိုက်ကူးဖြစ်မှာပါဟိုကျွန်တော်ကိုယ်တိုင်လည်းဒီလို character လေးလေးလောက်ရတာသဘောကျပါဟုတ်ကဲ့ပါကျွန်တော်ဒီဇာကားလေးကမနေ့ပြန်ကျွန်တော်16ရက်နေ့ပေါ့နော်16ရက်နေ့မှာမဟာ application မှာ အာဆက်တင်ပြီးတော့ကြည့်ရှုလို့ရပါပြီမနေ့ပြန်ကြလို့ရှိရင်အာဟိုဝင်ပြီးတော့ကျွန်တော်တို့စကားလေးကိုကြည့်ရှုပေးကြပါဦးလို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ